ီနေ့မှာတော့သူမြတ်ဖျားတိုင်းကိုမဖျားအောင်ဘလို့နေထိုင်သွားရမလဲဆိုတဲ့နီလန်းကောင်းလေးကိုပြောပြပေးသွားပါမယ်ဖျားနာခြင်းရဲ့အဓိကအကြောင်းရင်းအနေနဲ့ကတော့ခန္ဓာကိုယ်ရဲ့ဝင်ရောက်လာတဲ့ယောဂပိုးတွေကိုကိုခံအားကတိုက်ခိုက်နေခြင်းဖြစ်ပါတယ်အဲ့လိုတိုက်ခိုက်မှုကြောင့်ကိုယ်ပူချိန်ကတာမန်ထမ်းမြင့်တက်လာပြီးဖျားနာခြင်းကိုဖြစ်ပေါ်စေပါတယ်။တနည်းပြောရရင်တော့အပူချိန်တက်ခြင်းဖြစ်ပေါ်စေတဲ့အင်တာလက်တင်ဓာတ်ကိုထုတ်ပြီးယောဂပိုးတွေကိုတက်ဖို့အတွက်လှုပ်ဆောင်နေခြင်းကြောင့်ဖြစ်ပါတယ်။ယောဂပိုးတွေကိုတိုက်ထုတ်နေချိန်မှာတော့ကျွန်တော်တို့ခန္ဓာကိုယ်က အနိုင်ရသွားအောင်အားရှိတာတွေစားမယ်ဒီကိုချင်းလိုဆေးမျိုးတွေကိုလည်းတောက်သုံးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ယောဂပိုးတွေကိုအချိန်တိုအတွင်းအနိုင်ရသွားမှာဖြစ်ပါတယ်ယောဂပိုးမွားတွေကိုဘယ်လိုပဲတိုက်ထုတ်နိုင်တယ်ပျော်ပျော်ဖြစ်နိုင်ရင်မဖျားတာအကောင်းဆုံးပါပဲမလားဒါကြောင့်ခဏခဏမဖျားအောင်ဘယ်လိုနေထိုင်ပြုမှုရမယ်ဆိုတဲ့နေထိုင်ပြုမှုပုံငါးမျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် နံပါတ်၁ကတော့ကိုခံအားကောင်းစေတဲ့ဗီတာမင်စီနဲ့ဆင်းသက်ကြွယ်ဝတဲ့အသီးနှံနဲ့အသီးရွက်တွေကိုနေ့စဉ်စားသုံးပေးရပါမယ်။နံပါတ်၂ကတော့ရေးမြတ်မြတ်တောက်သုံးရမှာဖြစ်ပါတယ်။ပြင်းမြတနေ့ကို3လီတာတောက်သုံးရမှာဖြစ်ပါတယ်။၃လေးကျင့်ကန်းလုပ်ပါ GYNC မှာလေးကျင့်ကန်းမလုပ်နိုင်ရင်တော့ကိုလက်လှုပ်ရှားအောင်လမ်းလျှောက်ချင်းပြေးချင်းစတဲ့လှုပ်ရှားမှုအားကစားတွေကိုလှုပ်ဆောင်တင်ပါတယ်။လေးလက်စေးပါအပြင်က ပြန်လာပြီးတိုင်းနဲ့အစာမစားမီလက်ကိုဆက်ပြနဲ့စင်ကြဲစွာစေးကြောဖို့လိုပါတယ် နောက်ဆုံးနံပါတ်5ကတော့အသက်ရှူလေ့ကျင့်ခန်းလုပ်ပါမိုင်းဖူးနဲ့လို့ခေါ်တဲ့တရားထိုင်အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းကလည်းစိတ်ဖိစီးမှုတွေကိုရှင်းချပြီးကိုယ်ခံအားကောင်းမှုကခန္ဓာကိုယ်ရဲ့ဝင်မဲ့ရောက်ကပိုးမွားတွေကိုကာကွယ်ပေးမှာဖြစ်ပါတယ်ခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုစိတ်ချမ်းသာပြီးတက်ကြွစွာဖြင့်တနေ့တာလုပ်ငန်းတွေကိုဖြတ်တန်းသွားနိုင်ပါစေတူတာတွေတိုးစေဖို့မေတ္တာမိုးဖို့ like and follow လုပ်သွားကြပါဦးနော်